အာနာသိန်းစကောင်စီရဲ့မဟာမိတ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Democratic ကရင်အကျိုးပြုတက်မတော် DKP နဲ့အဖွဲ့ခေါင်းဆောင်လေးဦးအပြင်သူတို့နဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကို American အစိုးရကနာမည်ပြတ်စင်းသွင်းပြီးအရေးယူတန်းခတ်လိုက်ပါတယ်။ American ရဲ့ပိတ်ဆို့မှုစီရင်မှာပါဝင်ခဲ့တဲ့ DKP ခေါင်းဆောင်တွေကတော့ Zosti, Sosin Win, Sosan Aung နဲ့ဆိုင်းကျော်လာတို့ဖြစ်ပါတယ်။ American အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒကိုအဓိကတာဝန်ယူတဲ့ န်ဒါယီဝန်ကြီးဌာနကနိုဝင်ဘာ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာတော့ DKBA အပြင်ဆက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Trust Star တို့လည်းအရေးယူပိတ်ဆို့ခံရတဲ့အစီအမံပေါင်းဝင်လာတာတွေ့ရပါတယ်။နောက်ပြီးတရုတ်ဒုစရိုက်ခန်းတွေနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသား6မူစာဝန်လည်းပါဝင်ခဲ့ပါတယ်။ American ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဒီလူပုတ်ကုဒ်နဲ့အဖွဲ့အစည်းတွေဟာ American နိုင်ငံသားတွေကိုထိခိုက်နေနာစေတဲ့ စိုက်ဘာငွေကြေးလင်လယ်မှုကြားဖြတ်လုပ်ငန်းတွေနဲ့ဒါရိုက်ရှက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ကြားဖြတ်ဒုစရိုက်ကိုင်းတွေဟာ DKBA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံထဲမှာငွေကြေးလင်လယ်မှုဒုစရိုက်ကွန်ရက်တွေထူထောင်ထားကြောင်းအဲ့ဒီကိုင်းတွေရဲ့လူမောင်းခုံမှုတွေမှာလည်းဒါကောင်ဘဝကြားရောက်ခဲ့သူအများအပြားရှိခဲ့ကြောင်း American Bandai ဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးကပြောကြားခဲ့ပါတယ်။ American အစိုးရဟာ cyber ရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်အလွတ်မပေးစတဲ့ခြေရောက်ခံရှာဖွေနေပြီး အမေရိကန်မိသားစုတွေကိုကာကွယ်ပေးနေမှာဖြစ်ကြောင်းလဲသူကဆိုပါတယ်။ American Law Federal ထောက်လှမ်းရေးဘူရို FBI အထူးလျှို့ဝှက်ထောက်လှမ်းရေးဌာနတရားရေးဝန်ကြီးဌာနငွေရေးစေဝါတိုက်ဖြတ်ရေးဦးစီးဌာနတွေပူးပေါင်းပြီးကြားဖြတ်နှိမ်နှင်းရေးအထူးတပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့လဲစီစဉ်ထားပါတယ်။အဲ့ဒီ unit ရဲ့ရည်ရွယ်ချက်ကမြန်မာ၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံတွေတဲကကြားဖြန့်ကွန်ရက်တွေကိုဖြိုခွဲဖို့တားကောင်ပြခဲ့သူတွေကိုကဲဆယ်နိုင်ဖို့လို့ဆိုပါတယ်။ အရေးယူပိတ်ဆို့မှုစီးရင်မှာပေါင်းဝင်လာတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းဆည်းထားမှာဖြစ်တယ်လို့အဲ့ဒီလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။အဲ့ဒီပိတ်ပင်မှုကိုချိုးဖောက်ရင်ကြီးလေတဲ့အရာစဖို့ပြစ်ဒဏ်ဒဏ်ကြေးတွေကြုံရနိုင်တယ်လို့လည်းတပါးတည်းသတိပေးထားတာပါ။ဗန်ဒါရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ အဲ့ဒီပိတ်ဆို့အရေးယူမှုတွေဟာရာဇဝတ်မှုတွေကိုဒါစီဖို့ဂျူးလွန်သူတွေကို အပြစ်ပေးဖို့အတွက်သာမကပဲနစ်နာသူတွေကိုပါအကာအကွယ်ပေးဖို့ရည်ရွယ်ကြောင်းဖော်ပြထားပါတယ်ရှင်